ရည်သမားအလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Los Angeles မြို့မှာဆန္ဒပြမှုတွေကြောင့်စစ်သားတွေနေရအနှံ့ဖြန့်ချက်ချထားမယ်လို့ Donald Trump ချင်းချောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် American သမ္မတ Donald Trump ဟာလူဝင်မှုကြီးကြပ်ရေးဆိုင်ရာစီးဝင်မှုတွေနဲ့ပတ်သက်ပြီးဆန္ဒပြသူတွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် အမျိုးသားဆောင်တပ်ဖွဲ့ဝင်တွေကိုမြို့အနှံ့ချထားခဲ့ပါတယ်။အဲ့ဒီနော်လော့စ်အိန်ဂျယ်လီအချုပ်ခန်းအပြင်ဘက်မှာဆန္ဒပြသူတွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခဲ့ကြပါတယ်။ထရန်ကတော့ဥပဒေနဲ့စီကံအလွန်တင်းကျပ်သွားမယ်လို့ပြောကြားခဲ့ပြီးနောက်ထပ်မျိုးကြီးတွေမှာပါတပ်သားတွေဖြန့်ကျက်ချထားနိုင်တယ်လို့အရေးအမွတ်ပြောကြားခဲ့ပါတယ်။ American စစ်တပ်89ခြေမြန်တပ်မဟာတိုက်ခိုက်ရေးအဖွဲ့က တပ်သား300ကိုတော့ Los Angeles ဒေသ3နေရာမှာဆေလုတ်ခဲ့ပြီး Federal ပိုင်ပစ္စည်းနဲ့ဝန်ထမ်းတွေကိုလုံခြုံရေးပေးနေတာဖြစ်တယ်လို့ပြောပါတယ်။အုတ်ထုတ်တနက်ကင်ဆောင်ထားတဲ့တပ်သားတွေဟာ Los Angeles မြို့လယ်ကအကျဉ်းထောင်တစ်ခုမှာနေရာယူထားပြီး Homeland Security ဌာနရဲ့တပ်ဖွဲ့ဝင်တွေနဲ့အတူပူးပေါင်းဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။စာနာပြသူတွေကိုဖယ်ရှားပေးပြီးရင်တန်းဝင်ရောက်နိုင်ဖို့အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာငရုတ်ကောင်းမှုန်ဖြန်တာနဲ့မျက်ရည်ကိုပုံးတွေပြက်ခတ်ခဲ့ရမှာတည်င်းတောက်တွေပါထိမှန်ခဲ့ပါတယ်။ထရန်ကတပ်သားတွေအုံပြူရာနဲ့ပတ်သက်ပြီးမေးမြန်းတဲ့အခါမှာ ်နိုင်ငံရဲ့အခြားအစိတ်ပိုင်းတွေမှာပါကျေပြန့်စွာဖြန့်ကျက်ထားနိုင်တယ်ဆိုတဲ့သဘောမျိုးပြောကြခဲ့ပါတယ်အချမ်းဖတ်သမားတွေရှိနေတယ်သူတို့ကိုဒီတိုင်းလွှတ်ထားမှာမဟုတ်ဘူးဥပဒေနဲ့စီကံအရန်တင်ကျက်တာကိုမင်းတို့မြင်ရလိမ့်မယ်လို့သတင်းတောက်တွေကိုပြောကြခဲ့ပါတယ်ပြည်တွင်းရဲတပ်ဖွဲ့အဖြစ်စစ်တပ်ကိုအုံပြုခွင့်ပေးတဲ့ instruction app ကိုအသုံးပြုဖို့နဲ့ပတ်သက်ပြီးမေးမြန်းတဲ့အခါမှာ track ဟာကျွန်တော်တို့ကတပ်သားတွေကိုနေရာအနှံ့မှာဖြန့်ထားဖို့စဉ်းစားနေပါတယ်။ဒီလိုမျိုးကျွန်တော်တို့နိုင်ငံမှာဖြစ်ပျက်တာကိုခွင့်ပြုမှာမဟုတ်ဘူးဆိုပြီးတော့ပြန်လည်ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ။